ရှိတာ open type with faucet open type without faucet ဟို open type ကြတော့သူကကျွန်တော်တို့ဒီဂျေလောင်းကနေပါမဖြတ်တော့ဘူးဒီသူရေလာတဲ့နေရာမှာပေါ့နော်ဒီ spring source ဖြစ်စီ spring source ဖြစ်စီအဲ့နေရာမှာအင်တိတ်တစ်ခုလေးဟာအင်တိတ်ဆိုရဟာကျွန်တော်ခုနပြောသလိုဒီရိုရင်းပေါ်မှာပိုက်ထိတ်မှာဂရော်လေးတက်ပေးလိုက်တာပေါ့မျိုးပေါ့နော် အဲ့ဒီကနေပြီးတော့ fight ပြုလိုက်တယ်ဆိုရပြီးတော့ခုန open tie ဟာမျိုးကြတော့ကျွန်တော်တို့ကဒီမှာဟိုချင်းရဲ့ဘားတွေဘားတွေမတက်ပဲနဲ့မတက်တော့ဘူးညသူက24နာရီလုံးလုံးနေပေါ်ညရောတချောက်စီးထွက်နေပေါ့အဲ့ဒီမှာမှတကူရှိတာကဖက်များမဲ့ဆိုရင်တော့เนาะကြယ်လို့ဒီဒီသူစားယူလာတဲ့နေရာကဟက်ကတော်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 အမြင့်မှာရှိတယ်ဒီလိုထဲမှာဆိုရှင်တော့ကျွန်တော်ရေတုံးမဲ့နေရာကဟက် အနေမှာရှိပြောဟက်များမယ်ဆိုရင်တော့ပြောမစင်ပန်းထွက်အောင်လို့လို့ရတဲ့အနေထားမျိုးသွားရှိတာပါဘူးအဲ့အဲ့လိုမျိုးဖြစ်ပါမယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာတရှိလိုသည်များကိုမေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင်။အွန်လိုင်းမှာတရားကူများမှာလည်းတရှိလိုသည်များကိုမေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင်။ ဆရာမင်းမြန်ဝင်ပြပါခင်ဗျာဟုတ်ကဲ့မိပါရှင်ကျွန်တော်ခုဒီ gravity flow နဲ့ဆိုလို့ရှင်ဒီ close ဖြစ်နေတဲ့အခါမှာရေရှည်မှာဖြစ်လာနိုင်တဲ့အနေနှစ်တွေကုချမှုတွေရေကြီးကညင်းမှုတွေကြောင့်လိုထည့်သွင်းစဉ်းစားသင့်ပါလေခင်ဗျာဟုတ်ကဲ့ခင်ဗျာအဲကျွန်တော်တို့ကဒီ close type ပဲဖြစ်စီ open type ပဲဖြစ်စီပေါ့နော် ဘယ်နော် close type ဆိုရင်တော့သူကနှစ်ပိုင်းဖြစ်သွားတာပေါ့ကျွန်တော်တို့ဒီ source ကနေပြီးတော့ reservoir ကို လာတဲ့အပိုင်းအထိပြီးဒါ main line ပေါ့ပြီးတော့မှရေတောင်ကန်ကနေပြီးတော့ cassette တွေကိုတွားရတာဒီ distribution line ပေါ့ open type ကြတော့သူက reservoir မှာခံတော့တဲ့ကြောင်း source ကနေပြီးတော့ရေတိုင်းနေရှိတဲ့ညာကိုဓာတ်ရိုက်တွားတယ်ဓာတ်ရိုက်တွားတဲ့အချိန်မှာကျွန်တော်တို့ကတိချစ်ကပထမပါလို့တုံးဆိုရှင်ကျွန်တော်အခု interstructure ပေါ့နော်ဒီ ဆိုဟိုရေကျွန်တော်ပြောတဲ့ဒီဟိုရင်ထိတ်မှာပိုင်လန်းထိတ်မှာကရော်လေးတတ်တဲ့ပုံစံမျိုးပဲဆိုတဲ့ဒီရိုတင်းကိုလှုပ်တဲ့အချိန်မှာအဲ့ဒီအချိန်မှာကျွန်တော်အနယ်ထုတ်ပါအချက်တက်ပါပါကျွန်တော်ဒီရိုတင်းကိုပိုင်လိုက်နေကိုဟိုဟိုတွင်းတဲ့အချိန်မှာအဲ့ဒီအဲ့ဒီအဲ့ဒီရေဖန်းကံမှာလည်းပဲကျွန်တော်ကအခါအားလျော်စွာဆေးထုတ်ကျင်းထုတ်နိုင်ဖို့အတွက်အဲ့ဒီနေရာမှာ အနယ်ထုတ်ပါတတ်ပါတယ် နောက်တစ်ခုကကြတော့ဒီအထူးသဖြင့်တော့ကျွန်တော်တို့ဒီ main line လာတဲ့အချိန်မှာ view profile မျိုးပေါ့ပါလိုင်းကနှိမ်သွားတယ်နှိမ်သွားပြီးတော့မှပြန်တက်တယ်ဆိုလို့ရှိရင်လည်းပဲအဲ့လိုခါမျိုးမှလည်းပဲကျွန်တော်တို့ wash တော့ပါတက်ပြရပါတယ်အကယ်လို့ဟာမလုပ်ဘူးဆိုရင်တော့မှအဲပိုင်ပိုင်လိုင်းရှည်သွားတော့ဖြစ်ရှင်တော့ view profile မဟုတ်ရင်တော့တော့မှပိုင်လိုင်းရှည်သွားဆိုလို့ရှိရင်တော့အခါအားလို့ဆိုတာဒီပိုင်လိုင်းထဲမှာရှိတဲ့အနေနဲ့ကို ဟိုဝရင်လုတ်ခွေးတို့အတွက်ထိုးပေးဖို့အတွက်အဲဝရင်ဟိုဝါရှော့ပါတက်ပေးကြပါလိမ့်အဓိကတော့ကျွန်တော်ကပိုက်လိုင်းဒီမှာရှိတဲ့ဝရင်းကိုပေါ့နော်ကျွန်တော်အနေနဲ့ထုတ်ဖို့တော့အဲ့လိုမျိုးဝါရှော့ပါတက်ပြီးတော့ခုနကကျွန်တော်ပြောတဲ့ sustainable water supply ဆိုတဲ့နေရာမှာဟာလာဒီဘယ်လိုခေါ်မုံဒီ pipeline system ကြီးကိုဟွာလုပ်နေတဲ့လူတွေအားပေါ့နော်ဒီ pipeline system ကြီးကိုထိန်းထိန်းဆောင်ရှောက်နေတဲ့သူတွေကဒီတိုင်းဒီကဟို လွတ်လွတ်လွတ်ထားတာမဟုတ်ဘယ်နဲ့အကြောင်းအားလျော်စွာဒီဖိုင်လိုင်းတစ်ချောင်းမှာလိုက်ပြီးတော့သူတို့ခင်းသိမ်းကြမယ်စောင့်ရှောက်ကြမယ်အနေထုတ်ဖို့လိုရင်ကျင်းထုတ်မယ်နောက်ပြီးတော့ကျွန်တော်တို့အခုဒီ close sister ဆိုလို့ရှင်လည်းပဲဒီဝရင်းလေးလုပ်တဲ့အချိန်မှာအဲအဲ့ဒီ water ဒီ reservoir တွေမှာလည်းပဲကျွန်တော်တို့ကအနေထုတ်ပါတယ်တတ်ပြီးထားရပါတယ်အဲ့အဲ့ လောလောဆယ်ကတော့ကျွန်တော်တို့အဲ့အဲ့အနေထားပဲခင်ဗျာကျွန်တော်တို့ဟာဒီမှာကတော့ကျွန်တော်ဟောမျိုးတော့ဟို treatment treatment ပုံစံမျိုးတော့မပါဘူးပေါ့နော်အတိကတော့အခါအလေးရောဆိုတာအနေနဲ့ထုတ်နိုင်ဖို့အတွက်ကျွန်တော် workshop ပါတီတက်ဆင်ပေးရပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဆရာသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးနိုင်ပါတယ်ရှင်အင်ပါစံတယောက်သူများမှာမေးမြန်းဆွေးနွေးစရာများကြာရှိပါတယ်ရှင် ွန်လိုင်းမှာတက်ရောက်တော့လူကြီးမင်းများမှမိ мян ဆွေးနွေးစရာများကြားရှိပါသေးလားရှင်ကျွန်တော်မိတာလာရှိပါဘူးဟုတ်ကဲ့မိပါရှင်ဟိုဒီ spring source ကိုကြတော့ခုန protection လုပ်တယ်လို့လောက်လူတွေလောက်ကြတယ်ကျွန်တော်ဒီအတိအချမကြလို့ရှင်တစ်ခေါက်လောက်ပြန်ပြီးပြေးလို့အဆင်ပြေပါရှင်။ ဟိုအပေါ်မှာပါတဲ့ဒီ spring source ကို protect source ဆိုတာရှိရမယ်အဲ့တော့ spring source ကိုကြတော့ဘလို့အကာအကွယ်လုပ်လို့ရလဲအော်ဟုတ်ကဲ့ကျွန်တော်ဒီလိုခမဒီ protect source ဆိုတဲ့ညမှာဟို spring source ကိုသူ့ဟိုဟာမျိုးတော့ပေါ်နေပြီးတော့အုပ်လိုက်တာကာလိုက်တာမျိုးတော့မလုပ်ဘူးခမဘလို့ပေါ်အောင်ဟိုဒီတိုင်းမဲ့သူတော့ open open type ပဲထားတာပဲဒါပေမဲ့ကျွန်တော် solo တဲ့ source source and protein source and surrounding ဆိုတဲ့နေရာမှာဘာလို့ကြီးညွတ်နှုန်းဆိုတော့ကျွန်တော်ကုနာက sustainable water supply အကြောင်းပြောတဲ့ချိန်မှာလည်းအဲ့ဒါတစ်ချက်ကျန်နေတာဘာလို့ဆိုတော့ကျွန်တော်အတိအကတော့ကျွန်တော် source ဝန်းကျင်မှာရှိတဲ့ဟိုပါပေါ့နော်တတော်ထင်ထင်မှုသဘောမျိုးပေါ့ဘာလို့ဆိုတော့ဒီကျွန်တော်တို့ကဒီ source ကိုဒီ source ဝန် source ဝန်းကျင်မှာအပင်ခုတ်တာတွေဘာတွေအဲ့ဒါမျိုးတွေလုတ်ပလိုက်လို့ လားရေရွက်တွေကခန်းချောက်သွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ system ကြီးကပြည့်ဝတော့နိုင်ပါလေအဲ့ဒီခါကျတော့ကျွန်တော်တို့ကကျွန်တော်တို့ရဲ့ water supply system ဒီရေရှည်တည်တတ်နိုင်ဖို့အတွက် sustainable ဖြစ်ဖို့အတွက်ဒီ source ကထွက်လာတဲ့ရေတွေဒီအရှိတည်တတ်နိုင်ဖို့အတွက်သူနဲ့သူ့ပတ်ဝန်းကျင်မှာရှိနေတဲ့ဒီအပင်အပင်တွေတက်တော်တွေကိုလည်းပဲကျွန်တော်တို့ကထိန်းသိမ်းဆောင်ရှောက်မယ်ဆိုကျွန်တော်အဲ့ဒီမှာပါတဲ့ project ကကျွန်တော်အဲ့ဒီဟာကိုယူဆနေပါခင်ဗျ ပဲပါကျေးဇူးတင်ပါတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာ